င်္ဂလာပါရှင်မတန်ဆွမ်းသူတွေနဲ့ပုံမူကောင်းမွန်တဲ့ဆက်သွယ်မှုတွေတည်ဆောက်နိုင်ဖို့အတွက်လက်ဟန်ဘာသာစကား sign language ကိုအတူတူသင်ယူဖို့ဖိတ်ခေါ်ခြင်းပါတယ်နေ့စဉ်ဘဝမှာမကြာခဏအသုံးပြုရတဲ့စကားလုံးတွေကိုသူတို့နဲ့အဆင်ပြေပြေဆက်သွယ်နိုင်ဖို့သူတို့အချင်းချင်းကြားဆက်သွယ်တဲ့နည်းလမ်းတွေကို နားလည်သဘောပေါက်နိုင်ဖို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ် DVV ရဲ့လက်ဟန်ဘာသာစကားအစီအစဉ်တင်ဆက်သူကိုဘိုဘိုနဲ့အတူသင်ယူကြည့်ကြရအောင်ပါ ဘယ်သွားမလို့လဲဘယ်ကပြန်လာတာလဲ 么么呀呀来我爱的，谁在怎么不是我哟哈，哦年纪数么子哟，你干的嘞？ ာပါရှင်ကျမကတော့ကေခိုင်ပါဒီပူပီရုံးမြေတန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတရားတင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစကိုင်းတာလဟေမျိုးနဲ့ကမော်လော်ကြီးကျော်ကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရှင်းတဲ့အရွယ်ကလေးငယ်တရားအပါအဝင်နှစ်ယောက်တေဆုံးပြီးလေးယောက်တရားရရှိခဲ့တယ်လို့နာဂအမျိုးသားဆိုရှယ်လေကောင်စီ NSCK ကအော်တိုဘာလာ20ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီလို drone နဲ့ဘုံကျဲတိုက်ခိုက်မှုကိုပြင်းထန်စွာခြုံချောင်းချောင်းဖော်ပြထားပြီးအပြင်မဲ့အရသားတွေနဲ့ကလေးတငယ်တွေကိုတိုက်ခိုက်တဲ့အပေါ်လက်ခံနိုင်စရာမရှိသလိုနိုင်ငံတကာစံနှုန်းတွေနဲ့ဥပဒေတွေကိုထင်ရှားစွာချိုးဖောက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စူရောတဲ့အရာစုံမှုဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇူလိုင်လ13ရက်နေ့ကလည်းအခုလိုတိုက်ခိုက်မှုမျိုးဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့အိန္ဒိယအပေါ်အရေးယူဖို့နဲ့ လူသားမျိုးနဲ့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ယူစေဖို့ကိုလည်းထုတ်ပြန်ချက်ကတဆင့်တောင်းဆိုထားပါတယ်။ဒီတိုက်ခိုက်မှုမှာ NSCK ရုံအောင်အဖွဲ့ရဲ့ဘုံမုံကျော်အဆင့်ရှိသူပီယောင်းကွန်ရဲရဲနေအိမ်ကိုဘုံထိမှန်ခဲ့ပြီးတေဆုံးသူထဲကတယောက်ဟာဘုံမုံကျော်ပီယောင်းကွန်ရဲရဲသားဖြစ်သူဒေတာရင်းသတင်းတွေကဖော်ပြကြပါရဲ့ရှင်။ တန်ရွေးနဲ့ခေါမျိုးအနေပင်လယ်ပြင်တွေမှာစစ်တင်းဘောတွေကစစ်အင်အားဖြစ်တင်းနေတဲ့အပြင်ဖက်စီတက်ဖြတ်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် AA ကညချိန်ငါးဖဲတာတွေကိုရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တဲ့တဲ့င်းကိုတင်းဆက်ပေးလိုက်ပါရရှင်။ ရခိုင်ပြည်တန်ရွင်းနဲ့ဂေါ်မြို့အနီးကပင်လယ်ပြင်တွေမှာည6နာရီကနေမနက်6နာရီအထိညချိန်၅ဖမ်းမှုတွေကိုအောက်တိုဘာလ16ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ကအတည်ပြုထုတ်ပြန်ထားတာပါ။ က်ရှိမှာစစ်ကောင်စီအနေနဲ့စစ်အင်အားဖြစ်တင်းထားတွေစစ်စင်ရဲ့အတွက်ငါးဖမ်းလေတွေကိုအကာအကွယ်ယူပြီးလွတ်လပ်စွာတော်လာနေတဲ့အတွက် ပြည်သူတွေရဲ့လုံခြုံရေးစိုးရင်ချက်ကြောင့်ညအချိန်ငါးဖမ်းမှုတွေကိုအကန့်အသတ်မရှိ ပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ ULAA ကအော်တိုဘာလ16ရက်နေ့ရက်စွေနဲ့သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်တရနေကောပင်လေရေပိုင်တဲ့ထင်မှာစစ်တဲရဲ့နေပြည်တော်ကအရင်ကတည်းကအင်အားဖြစ်တင်မှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ် အဲဒီကြားထဲမှာဒါစစ်ကောင်စီကလည်းအဲဒီတန်ခွေကွာရေပိုင်းနေထိမှာကိုပင်လီပင်ထိမှာအဲရေတက်အင်ဟောင်းဖြစ်ခြင်းလာတာရှိတယ်။နောက်ဒီရေတက်တင်ဖို့တွေလေးအဲစီစီဟိုထိကိုဒါဖြစ်တဲ့နေတာမျိုးရှိတယ်။စစ်ကောင်စီကလည်းအရင်ဆုံးကလောက်ကိုင်းနေတာရေလုံးသားတွေကိုဖမ်းဆီးတတ်ဖြတ်တာရှိတယ်။အဲမကြာပြင်းမြရတဲ့တန်ခွေမျိုးကအဲလူ24ယောက်လောက်ထိစစ်ကောင်စီစီမံဖမ်းခံရတဲ့ဒီရေလုံးသားတွေ ပေးလိုက်ရှင်းလာဆိုတာလည်းမသိရဘူးတာဆိုတင်နေလေအဆက်တူမရဘူးလို့ကြားတယ်အဲလေးယောက်ကတော့တန်တွင်းလမ်းရှင်းပါအလောင်းတွေပေါ်တဲ့အတွက်ဗတ်ပေးဆုံးသွားပြီဆိုရအောင်အတိအကျလာရင်တွေ့တယ်ရခိုင်ပင်လယ်ကန်နီမှာနေထိုင်ကြတဲ့မြို့ဝတွေကရေလုံငဲကိုအဓိကအမေပြုပြီးလှုပ်ကန်စားတောင်းနေကြရတဲ့ပြည်သူတွေရဲ့အစိတ်အေကာလအခက်အခဲအကြက်အတီးနဲ့မိသားစုစာဝဲနေရေးကိုတနိုင်တစ်ပိုင်းဖြည့်ရှင်းနိုင်ဖို့အတွက် ပင်လင်းပင်ငါးဖက်ခွင်ကိုအရင်ကအချိန်အကန့်အသတ်မရှိခွင့်ပြုထားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်တပ်ရဲ့နေပြည်တော်နေပြီးတော့ငါးဖက်သမားတွေကိုဖမ်းဆီးတပြက်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေရှိတဲ့အတွက်နေ့အချိန်ငါးဖက်မယ်ဆိုရင်ကံဝေးကိုတော့ရောက်ပြီးတော့ငါမဖမ်းချဖို့စစ်တပ်နေပြည်တော်ကိုတွေ့ရင်ကဲဆက်ကံနည်းကိုအမြဲဆုံးပြန်လာချဖို့အေအေကတတိပေးတိုက်တွန်းထားပါတယ်။ ဒါအပြင်တန်ရွေးနဲ့ဂေါမျိုးအနေပင်လင်ပြင်မှာစစ်ကောင်စီရဲ့စစ်သင်ဖော်တော်လာလှုပ်ရှားမှုတွေကိုပုံမတွင်းမြင်လာပြီးအဲ့ဒီမျိုးတွေပေါ်မှာကင်းထောက်လင်းတွေနဲ့လေးပက်ပြန်ဝဲကင်းထောက်မှုတွေကိုပုံမပြုတ်လာနေတာကိုတွေ့ရတယ်လို့အေအေကဆိုထားပါတယ်တဖက်မှာလည်းဒေတာခန်ငါဖဲသမားတွေအနေနဲ့စစ်တပ်ရဲ့အနေပြည်ရန်ကြောင့်ကန်နီမာတော်ငါဖဲမထွက်အရေးသားတွေလည်းရှိနေတဲ့အတွက်စာဝန်တွေရဲ့တက်တင်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ် အခက်ခဲကတော့အရင်ထဲကပဲရှိတာပေါ့လေအခုကတော့ဒီနေ့ပုံရှိသွားတဲ့တဘောရှိရဲ့ဟိုနေဒီကိုကြောက်ရတော့ကံမှုရတော့မထွက်ပြီးဘူးအရင်ထဲကပဲအဲ့တော့တော်တော်ကန်းနေပါပဲအဓိကကဆန်းနေရတဲ့အနေထားတော့ရှိရဲ့ပေါ့နေဒီကမချင်းမချင်းတို့ကသူကထုတ်နေတဲ့ခါကျတော့အဲ့လိုပေါ့အဲ့ဒီနေဒီဒီကတ်ထားတဲ့အနေအထားနဲ့နေရနေရတယ်ဆိုရင်ဒါကံနေလည်းမထွက်ရဘူးကံဝင်ဆိုဝေးပေါ့လေပြန်လဲတကြောတော့မှလည်းကျွန်တော်တို့ပြန်လို့ဝင်လို့မရတဲ့နေရာတွေရရှိသေးတာပေါ့လေရှိသေးတော့ အချို့ကပြီးပြင်လဲရေလုံးကန်းနဲ့ပဲလုံစင်ရီစားတဲ့လေကအခုကကိုနေရာလဲဝင်လို့မရအဲဒုက္ခတဲ့စကန်လို့လို့အဲ့လိုပေါ့လေအမျိုးတွေစီမှာကတ်နေရတဲ့အနေထားတွေနဲ့ဆိုတော့အဲဇာဝင်နေခက်ခဲတော့သူတို့ကပိုးရှိတာပေါ့တချို့ရောက်တဲ့ဝင်လို့ရတဲ့နေရာကတော့ဝင်သွားကြတယ်အစိမ့်ကြီးတို့သူတို့ကန်းနေမှာဖမ်းတယ် ဓာမြင့်အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီးပြန်ရှုံသိမ်းမှုမထုတ်ပြန်မခြင်းရေလုံသားတွေအနေနဲ့တန်ရွေးတဲ့အခေါ်မျိုးအနေပင်လင်ပြင်မှာညချိန်၅ဖဲတာလုံးဝမပြုလုပ်ကြဖို့နဲ့ဓာမြင့်မိတ်ပြန်လည်ရှုံသိမ်းမယ့်နေ့ကိုလေထက်မှန်အသိပေးတော့မယ်လို့အေးကဆိုထားပါတယ်ကျမကေခိုင်ဝါ ပဲခူးတိုင်းရေတာရှဲမြို့နယ်ရော်သစ်ကျော်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာစစ်တောင်းကအောက်တိုဘာလ20ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ကတရင်မှုညင်ညင်နိုင်အပါအဝင်15ရောက်တေဆုံခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နေ့စစ်စင်ရေးနေမြေကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စစ်တုံးပန်းတယောက်ကိုလည်းဖက်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲကနဲ့လက်နက်ငယ်၅လက်60မမတလက်ဒရုန်းချက်ပါအထိုင်ဆက်ကြီးတခု KN မျိုးစုံနဲ့တခြားစစ်သုံး PC တွေကိုလည်းတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာစစ်တပ်ဘက်ကစစ်ကုံအင်အားတွေဖြစ်တင်ပြီးတော့ပြန်တိုးဝင်လာတဲ့အတွက် တိုက်ပွဲကြီးတွေဆက်လက်ဖြစ်ပေါ်နေပြီးစစ်တောင်းမြကန်ဘေးဝင်းကျင်ဒေသကကြေးော်တွေမှာနေတဲ့ပြည်သူတွေအနေနဲ့စစ်ရဲတရီနဲ့နေထိုင်တော်လာကြဖို့တော်လေရဲတပ်တွေကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ အာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒေတာတွေမတင်ငင်မှုရဲ့ရေတောင်းမြစ်ဖြစ်တဲ့မြန်မာစစ်အုပ်စုအပေါ်ကိုမဖြစ်မနေအရေးယူဆောင်ရွက်ရမယ်လို့ Justice for Myanmar ကအောက်တိုဘာလ20ရက်နေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့ကမြန်မာစစ်အုပ်စုဟာ KK Park ဆိုင်ဝါငွေလိန်ခြံဝင်းကိုအယောင်ပြစီနင်းမှုတရက်လှုပ်ဆောင်ခဲ့တာဟာအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စစ်အုပ်စုဟာမြန်မာနိုင်ငံအတွင်းနဲ့ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာရမဖိအားပေးရွှေ့ပြောင်းစေမှုကြီးအတွက်တာဝန်ရှိသူဖြစ်သလိုဒေသတွင်မတင်ငြိမ်မှုရဲ့အဓိကရေတောင်းမြစ်လက်တည်တရံခံဖြစ်တယ်လို့ဆိုပါရယ်။ ဒါကြောင့်စစ်တပ်ဖျက်သိမ်းပြီး Federal Democracy တိဆောက်ဖို့အတွက်မြန်မာပြည်သူတွေရဲ့ရုံးကန်လှုံ့ရှားမှုတွေကိုပံ့ပိုးကူညီတဲ့နည်းနံပဲအာဆီယံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဆိုင်ပါပြစ်မှုအကြမ်းတီးမြမအကြမ်းတီးတွေကိုအပြီးတိုင်းအမြင့်ပြတ်ဖြစ်ရှင်းနိုင်မှာဖြစ်တယ်လို့ Justice for Myanmar ရဲ့ထုတ်ပြန်ချက်မှာပါရှိပါရရှင်။ ဖာဂဲမှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ထွက်ခေါ်တော့ပြီးတဲ့နောက်ရပိုင်းလောက်တိုက်ပွဲငြိမ်သက်ခဲ့ပေမဲ့စစ်တပ်တပ်ဆွေးထားတဲ့နေရာတချို့မှာစစ်ရဲလှုံရှားလာတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့သိရပါတယ်။ဟန်နသတင်းပေးပို့ထားတာပါရှင်။ကချင်ပြည်နယ်ဖက်ကန့်ဒေတာမှာပီကယ်ရမီလာကလေးကနေဝင်ရောက်နေရယူထားတဲ့စစ်ကော်မရှင်တပ်စင်ယာနေရဝန်ကျင်ခန့်ပီကယ်ရရဲ့ပိုင်အတွင်ဖက်ကန့်ကာမိုင်းနေရလမ်းဘက်ကိုချွတ်ခွာသွားပြီးတဲ့နောက်ပြစ်ခတ်တံတွေရယူငင်တက်သွားပြီးတဲ့နောက် အော်တိုဘာ20ရက်မှာတိုက်ပွဲတွေပြန်ဖြစ်တယ်လို့သိရပါတယ်။ဖက်ကတ်မရှိကထောင်နဲ့ယူမာအဲပါဝင်းကုမ္ပဏီတွေမှာလရှိသက်ဆွဲထားတဲ့စင်ရတချို့စီရေလှူရှားလာတာကြောင့်ထိတွေ့တိုက်ပွဲပြန်ဖြစ်နေတယ်လို့ KYA စီရေတင်းမြစ်ကပြောပါတယ်။မရှိကထောင်တူပုံချောင်းမနော်အဲတူပုံချောင်းဒီတိုင်းကမှတဆွဲထားတဲ့စစ်တားရဲ့ဘလို့ယူမာလမ်းမှာပေါ်ကနေပေါ်ဝင်တော့တဆွဲထားတဲ့စစ်တားတွေအော်လှူရှားလာလို့ထိတွေ့တိုက်ပွဲတွေ que te bueno en Sevilla liga ya sabe te o si de lo te puede me que pu sobre Manalo tener si viene en el tan pito o si te bueno aku me se te ya ni la ju cha ju cha te puede fini ဒါအပြင်ဖကံမျိုးနဲ့ကချင်လွတ်လပ်ရေးတက်မတော်ခရရင်တက်မဟာကိုတည်ရင်၆ဌာနချုပ်ဘက်ကိုအော်တိုဘာ၂၃ရက်နေ့မနက်ပိုင်း9:00ခွဲအချိန်ခန့်ကလေကြောင်းကနေအချိန်များစွာတိုက်ခိုက်ခဲ့ရလို့ KYA ရှေ့တန်းနဲ့နီဆက်သူကကြေညာပါတယ်။အင်း၆နေရာကိုပြစ်သွားတာပေါ့နော်။ ကောင်းအလုံးလေးဆယ်လောက်ရှိမိတယ်နောက်တော့ခေါ်လေပြီးလူနိုင်ဒီဘလောက်ဒီတီကန်ဇန်နဝါရီဘလောက်အလုံးဝိုက်ခဲနေဟုတ်တယ်ဘလောက်လူရှိရညမှာလာချတော့လူတို့ကြားတဲ့ဒီကိန်းဆယ်ရင်ဘာမှလုပ်ကြရသေးဘူးဟေးကြောင့်ပြခတ်ခံရတဲ့နဲ့ပတ်သက်ပြီးတိခိုင်မှုရှိမရှိနောက်ဆက်တွဲအခြေအနေကိုစုံစမ်းနေဆဲဖြစ်ပါရယ်အခုလက်ရှိကချင်ပြည်နယ်ပကန့်ဒေသမှာတမ33နဲ့မိုးကောင်းအခြေဆိုင်စကခါ3အပါဝင် ရှမ်းနီပြည်သူစစ်ဘူပအဖွဲ့ကစတောင်းထိုးလှူရှာနေတာလို့သိရပါတယ်။ဖကတ်မှာပြီးခဲ့တဲ့အပရလကစတင်ပြီးစစ်ကော်မရှင်နဲ့ပြည်သူစစ်ဘူပောင်ချတဲ့စစ်အင်အားတွေတုံးချိန်ထက်မနည်းစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့်စစ်ကြောင်းထိုးထားတဲ့အင်အားစထောင်ဝန်းကျင်ရှိနိုင်တယ်လို့ဖကတ်ဒေသခံတွေကတုံ့တက်ပါတယ်။စစ်ကြောင်းတချို့ပြန်ထုတ်ခွာကြွားပေမဲ့ ရင်အားအများပိုင်းကဖက်ကန့်ဒေသမှာတန်ရှိနေကြတာကြောင့်ဖက်ကန့်တိုက်ပွဲအခြေအနေကတည်ထားဆောင်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထူးစစ်၅လကျော်အတွင်းကားမိုင်းနဲ့ရဖက်ကန့်လမ်းပိုင်းလုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကန့်မြို့တွင်းနေရာတော်တော်များများကိုစစ်တပ်ကဝန်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်ကျမဟန္နာပါရန်ကုန်တိုင်းလိုင်တရာမြို့နယ်ကတောင်ကြီးရေစခန်းကိုလက်ပစ်ပုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အခြေဆိုင် Operation Flame အဖွဲ့ကထုတ်ပြန်ပါတယ် အော်ရိုဘာလာ20တရက်နေ့ည9:48မိနစ်အချိန်မှာလက်ပြဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပြီးအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကို Operation Flame အဖွဲ့နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြတိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Operation Flame အဖွဲ့အနေနဲ့အကြမ်းဖက်စစ်ကောင်စီပြုလုပ်ဖော်ဆောင်မဲ့အထူးအရောင်ရွေးကောက်ပွဲ ွဲကိုလုံးဝလက်ခံမှမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမဲအားလုံးနဲ့အတူလက်တွဲပြီးတော့စစ်ကောင်စီတပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းတော်မှာဖြစ်တယ်လို့ဆိုပါရရှင်ပွေလဲသပင်တွေကထွက်တဲ့စူညံတန်တွေဟာလေချောင်းချံကောက်ွေးရဲ့အတွက်အနောက်အဆက်ဖြစ်စေပြီးဘာသာရေးအလူပွဲမင်္ဂလာဆောင်ပွဲတွေမှာဆိုင်ဝိုင်းအငင်ဇက်ပွဲစတာတွေနဲ့ဖြော့ဖြေတာတွေမလုပ်ကြဖို့ဒီပင်းမျိုးနယ်ပြည်သူအုပ်ချုပ်ရဲ့အဖွဲ့ကထုတ်ပြန်ထားပါတယ် ်တီဝီသတင်းပေးပို့ထားတာပါရှင်မြမပြည်အလဲပိုင်းစကိုင်းတိုင်းတဲ့ကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်စကိုင်းတိုင်းဒေပရင်မြို့နယ်မှာလည်းစစ်ကောင်စီတပ်ကပြည်သူလူထုစုဝေးတဲ့နေရာတွေကိုဥတီပြီးမကြာခဏလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်တာရေးနာရေးပွဲတွေမှာဆိုင်းဝိုင်းအငိတ် ဇက်ပွဲတွေထည့်သွင်းဖျော်ဖြေခြင်းမပြုလုပ်ဖို့တပရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလထဲမှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာတပရင်းမြို့နယ်တွေကိုစစ်တပ်လေဒီအပြင် Jet Fighter တွေနဲ့ဘုံတိချတာလေကြောင်းတိုက်ခိုက်တာတွေအဆက်မပြတ်လုဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ဘာသာရေးအလှပွဲမင်္ဂလာဆောင်ပွဲတွေပြုလုပ်ခြင်းပါရမှာစိုင်းဝိုင်းအငိတ်ဇက်ပွဲစရာတွေနဲ့ထည့်သွင်းအခမ်းဖျော်ဖြေခြင်းမပြုလုပ်ကြဖို့တားမြစ်ထားပါတယ်။ တလားကမှတော့လူကြီးတွေအကြီးဆုံးရင်းချစ်ခံခံရတယ်။ကျွန်တော်တို့လည်းဒီရောင်းချစ်ခံရမှုအကျဉ်းအဖြစ်ဆိုရင်ညားနေတဲ့အတွက်ကြောင့်ဒီ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 ကိစ္စနဲ့တော့ပြောင်းပြောင်းပြန်ပြရဖြစ်ပါလိမ့်မယ်။ဒီတော့ကျွန်တော်တို့တက်နိုင်ပြီးတော့ရှင်းပြဆောင်ရွက်ရတာပေါ့လေ။ကျွန်တော်တို့ကန့်သက်ထားတဲ့ဒီအလူပွဲမင်္ဂလာပွဲတွေဆိုတာကအခန်းပိုင်းကြီးဒီဝိုင်းကြီးပါလာမယ်ဆိုရင်ကျွန်တော်တို့လူစုလူတွေ ုဖြစ်နိုင်တယ်ပြီးတော့တန်လေးသူငယ်နဲ့ခါကြတော့ဒီကြောင်းကိုတွေ့တယ်ဖြစ်နိုင်တယ်ပေါ့လေကြောင့်မို့အလူပဲမင်္ဂလာပွဲကိုအခါပိုင်းဒီဒီဝိုင်းဒီတိုးဝေးရှင်ဝင်နေမဖြစ်ကြပဲနဲ့ဖောင်းပြီးကြဖို့ဆိုပြီးတော့တောင်းပြန်ကြရခါတယ်စစ်ကောင်စီတဲ့အနေနဲ့လဲတပင်းရင်းမြွနယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလိုရေဦးမြွနယ်ဘက်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်တပင်းရင်းမြွနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လဲတော်လိုင်းအင်အားစုတွေပူးပေါင်းပြီးလေကြောင်းအန္တရာယ်ကာကွယ်ရေးတည်ယူပြမှုတွေလှုပ်ဆောင်နေတယ်လို့ ဘုံခိုခြင်းတွေတူဖို့အတွက်လည်းကုညီထောက်ပံ့ပေးနေရလို့ဆိုပါရယ်။ကာကွယ်ရေးတပ်ဖွဲ့တွေဟာပြည်သူတွေကိုအသိပေးဖို့လေကြောင်းသတင်းတွေကင်းထောက်ရမှာနည်းပညာမြင့်စက္ကရိယာတွေမတုံနိုင်ပဲလူအရင်းမြစ်ကိုတုံးကအတန်နားထောင်ပြီးသတင်းပို့ရတာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါရယ်။ဒါကြောင့်ပွဲလန်းသပင်တွေကထွက်တဲ့စုညံတန်တွေဟာလေကြောင်းရကာကွယ်ရေးအတွက်အနောက်ချက်ဖြစ်စီပြီးလေကြောင်းသတင်းအချိန်မီမပေးဖို့နိုင်တဲ့အခါပြည်သူထိခိုက်ဒေဆုံးမှုများရတယ်လို့ဆိုပါရယ်။ စစ်ကောင်စီတပ်ကစီရေးလှုပ်ရှားမှုမရှိတဲ့ဒေသတွေမှာပါလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးအဲ့ဒါတွေကိုတံပြန်တိုက်ခိုက်ဖို့မတက်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်လူစစ်လူရေးများတဲ့ပွဲလမ်းတပင်တွေကိုတားဆီးတာကအထိခိုက်နေစေတဲ့ကာကွယ်ရေးနည်းလမ်းဖြစ်တယ်လို့ချောင်းမြွတ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်သူတို့တိုက်ခိုက်တဲ့အခါအထိခိုက်မှုတက်တော့ကာကွယ်ဖို့နည်းလမ်းတွေတောင်းရတာပေါ့ဒီထဲကနည်းလမ်းတွေကတော့လူစုလူရေးများတဲ့ပွဲလမ်းတပင်တွေကိုတားဆီးတာကအထိခိုက်နေစေတဲ့ ကာကွယ်နည်းတွေကတနည်းပါပဲစစ်တပ်ကလူစုလူဝေးများတဲ့နေရာတွေကိုပဲပြည်သူများများသေဖို့ရွေချက်ရှိတိုက်ခိုက်တပ်ဖြတ်နေတာသဘောဆိုတော့ဒီပွဲတွေရှောင်ကျင်တာအကောင်းဆုံးပေါ့နောက်အဲ့ဒီပွဲလန်းသပင်းတွေကနေပြီးတော့စူညံတန်တွေကလေချောင်းကင်းထောက်ဖို့တော်တော်အနောက်ရှက်ပြီးတယ်ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်သတင်းချွတ်လာပြညကလည်းစကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ကျေးရွာမှာစီမီးတပိတ်ကျင်းပနေချိန်စစ်ကောင်စီတပ်ကပါရာမော်တာနဲ့လေချောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ24ယောက်သေဆုံးပြီးအယောက်60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျမဒီရီပါ။ဒီပြည်နယ် တနင်္သာရီတိုင်းပလောမြို့နယ်ကတဲ့ရွာမှာစစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။အော်တိုဘာလ20ရက်နေ့နေ့လယ်တနားရီလောက်မှာစစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြေကြောင်ဒေသခံအမျိုးသားရဲ့စီးခုံမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။ကတဲ့ရွာမှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါရယ်။လက်ရှိမှာအဲ့ဒီထိခိုက်ဒဏ်ရာရရှိသူကိုပလောစေုံမှာတ င်ထားတယ်လို့ဆိုပါတယ်။ဒါအပြင်ကတဲ့ရွာနာမှာရှိတဲ့တန်ရှင်းရွာမှာစစ်ကောင်စီတပ်နဲ့တော်လေတပ်ဖွဲ့တွေမကြာခဏပစ်ခတ်တာတွေဖြစ်ပေါ်နေပြီးစစ်ကောင်စီတပ်ဖက်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေလို့ဒေသရင်းတော်လေတပ်ဖွဲ့တွေစီကသိရပါတယ်။အော်တိုဘားလာ21ရက်နေ့နေ့လယ်12နာရီဝန်းကျင်လောက်ကလည်းစစ်ကောင်စီတပ်ဖက်ကပလားမြို့အနီးမှာရှိတဲ့တင်ကဲတော်ရွာအနီးကားလဲမဘုံကိုလေကြောင်းနဲ့ဘုံကျဲခေပြီးတော့ဆက်တနေနဲ့ပစ်ခတ်ခဲ့လို့သိရပါတယ်ရှင်။ မြောက်ရီမျိုးတောင်ဖန်လေကေကော်မြို့တဲ့အနေကကြားပြန့်ငွေလေးလုံငယ်လုတ်ကိုင်းနေတဲ့ KK ပါကိုစစ်တပ်ဝင်ရောက်စီးနှင်းပြီးနောက်ပိုင်းလုံငယ်တွေဆက်လက်လေပဲ့နေတယ်လို့သိရပါတယ်။အောက်ခက်သတင်းပေးပို့ထားတာပါရှင်။အော်ဒီဝါလာစကွေးနီကနေချသောက်တဲ့ဗီကျက်တင်းကျုပ်ထားတဲ့လေကိကောမူတင်ကြီးကကြပြန်ဝင်လုပ်ငန်းလုပ်ကင်နေတဲ့ကေကေဘက်ကိုစစ်ကောင်မရှင်တက်ကဝင်ရောက်စီးနင်းပြီးဆက်ဆက်တရှိချို့ကိုတင်းစီခဲ့ပါတယ် စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းခဲ့ပြီနဲ့လုပ်ငန်းတွေဆက်လက်လက်ပတ်နေတယ်လို့ကြမ်းပြန်လုပ်ငန်းမှာလုပ်ကိုင်နေသူတယောက်ကပြောပါတယ်ကြပြန်ကိုစစ်တပ်ကဝင်ဖမ်းလိုက်ဆိုတော့အကိုရဲသူတို့ကအချင်းချင်းလဝါချင်းကြိုက်ကြတာပေါ့နော်လဝါချင်းကြိုက်ပြီးတော့အဲ့လိုမျိုးစစ်တပ်ကလာတယ်ဒီမှာရှိတယ်လက်နက်ကင်ဖွဲ့စည်းတယ်သူတို့နေရာဖယ်ပေးတယ်စစ်တပ်ကဝင်ဖမ်းတယ်ပြီးတော့လိုအပ်တဲ့အဲ့ဒီဒုံးဆောင်လေးဒီစတားလေးတွေကွန်ပျူတာတွေပိုင်ရတယ်သူတို့ကသူတို့စီစဉ်ထားကြတာပေါ့အဲ့လိုတွေဖမ်းပေးတယ်အဲ့လိုဒီမှာတွေရှောင်ခိုင်းတယ်အဲ့လိုမျိုးပေါ့နော် စီမံချက်နဲ့အဖမ်းပြရတဲ့ဘောပါပဲသူတို့တကယ်မဖမ်းပါဘူးတကယ်ဖမ်းရင်နေရာရအများကြီးလာယူဖမ်းရင်အကုန်လုံးဖမ်းလို့ပဲလွယ်ဘူးလေအရှိချင်းနေရာတော့စစ်တပ်ကဖမ်းပြပြီးတော့သူတို့လိုချင်တာတွေရသွားတဲ့ခါကျတော့လည်းပြန်သွားတာပေါ့နော်ဒီလုပ်ငန်းနေရာတော့သူစကမ်းမှာလုပ်ငန်းနေရာဆက်လက်လက်ပတ်နေတာပါပဲကြပြံဝင်လေးလုပ်ငန်းတွေကိုတောင်းရင်မီကန်လျှောက်ကရွှေကုတ်ကိုမက်ထော်တလီအင်ဂျင်မြိုင်ဧကတရာရွှေပြောက်မြိုင်ကြောက်ခက် အေးဆိုင်စတဲ့နေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးနေရာသောက်တဲ့ BJ တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးထားပါတယ်စစ်ကောင်စီတပ်ဖက်ကကြံပြန်ဝင်လီလုပ်ငန်းလုပ်ကင်နေတဲ့နေရာတွေကိုအကုန်ဝင်ဖမ်းမယ်ဆိုရင်အာရှလမ်းပြပိတ်သွားနိုင်တဲ့အပြင်ကင်းပြည်နယ်မှာပြိပကတွေပြန်ကြည့်သွားနိုင်တယ်လို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌမြောက်ကပြောပါတယ်ကျွန်တော်ကတော့ထင်တာကတော့ဘာကောလဲဆိုတော့ဒါဒီကိုအခုတုံးလုပ်တဲ့လူပဲကျွန်တော် တကယ်တော့အမေဆိုကြည်ပတ်တယ်မှာမင်းအဲလောက်ကလေးနဲ့ဒီပတ်ကသွားကြတော့ကူမှာပေါ့အဲဘောလို့စစ်ကောင်စီကဝင်ဖမ်းမယ်ဆိုရင်အတလာကြီးကပြိတ်သွားနိုင်တယ်ပေါ့ဗျာဒီနေ့မှာပဋိပက္ခတွေကပြန်ကြည့်သွားမှာအဲလောက်ကြီးလုံးမှာပေါ့ဒါတွေကကျွန်တော်တင်နေသူဟိုကအဲလိုလဲမာမက်ကန်ကနေသူအကုန်လုံးခုံးချမှာပေါ့အဲတကယ်အကြေးရတာဒါဒီဟွာကွင်းလာပြီတော့တော့တခါမှစစ်နေတာပြင်ခုနာတော့ဒီများနည်းနည်းပုံခက်တယ်ပုံခက်လာမှာဖြစ်တဲ့အတွက်ကြောင့် သူကဒီစေခဲ့ဂျင်တန်ရောက်တော့ဒီပြတ်သူကအကာလေးလှောက်ဖို့နဲ့ပြပြတော့သူကရပ်လိုက်တာကျွန်တော်ဒါပဲမြင်စစ်ကောင်မရှင်တက်ကမြောက်ဖန်စီခဲ့တဲ့ KGP ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုကိုနေရာတော့တက် BGF ကဒါရိုက်ပေါင်းဝင်ပတ်သက်နေတယ်လို့ခိုင်မာတဲ့ထောက်ထားတွေနဲ့ Justice for Myanmar JR ဖန်ကထုတ်ပြန်ထားပါတယ်အခုလို online ဝင်လေလုပ်ငန်းတွေကိုဝင်ရောက်စစ်ဆေးဖို့ BGF ကကြိုးစားနေရရှိထားပြီးဖြစ်တယ်လို့ အစီအလက်မိတ်ထိုးထားတဲ့စီးရီးသတင်းမီဒီယာကပြောပါတယ်ဒီမှာဦးစစ်စီးတဲ့နေရာကဝင်ဖြစ်နေတော့ဦးစစ်စီးရတဲ့နေရာကဖြစ်နေတော့အဲ့လိုပုံစံမျိုးနဲ့သူကစစ်တာပဲဒါပေမဲ့အဲ့ဒီဟာကလည်းကျုပ်ဒီလိုတင်ရတော့ပြီမှာပဲလေဝင်စစ်မှဆိုတာဒီလိုမျိုးအနာရလာပြီးနောက်မျိုးဝင်နေတော့ဦးဟိုကျောင်းလာမှမြည်သူတော့နည်းနည်းသူကအော်ပါဝါကြလာတော့အဲ့လိုပုံစံမျိုးမြည်တယ် ကျွန်တော်ရတဲ့ဖြစ်ချင်းသိလို့ရတော့လို့နေထားဖြစ်ကုန်တာပေါ့ KGB စီမံကိန်းအတွင်းဈေးဆိုင်တွေ၊ကိုတော်တွေ၊ဆေကံ၊ဆောက်လက်ဆဆောက်ဦးစုစုပေါင်း၃ဝက်ပြီးပါကိုစစ်ကောင်ရှင်တက်ကဆစ်ဆဲခဲ့ရာအလုတ်သမား၂000ကျော်တွေ့ရှိခဲ့တဲ့အပြင် Starly Internet စလောင်းလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရောင်းနေခဲ့တယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ပါတယ်။ KGB စီမံကိန်းမှာ ကရင်ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်နေပြီးခါချင်းဝင်ယူပြီးကျေးဇာကာကွယ်မှုတွေလှုပ်ဆောင်နေတယ်လို့စစ်ကောင်မရှင်လောက်အောက်ခံနိုင်ငံမင်းသတင်းဌာနကလည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုထားပါတယ်ဒီပတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေကြတာထင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမျိုးကိုဥပဒေမဲ့စွာလွှဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ရေနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတော့လှုပ်ဆောင်ထားတာတော့တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုပ်ငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ကိကိဘစီမံကိန်းကိုဝင်ရောက်ဆက်ဆဲဖန်းစည်းတာစစ်ကောင်မရှင်ဘက်ကပြောဆိုတာနဲ့ပတ်သက်ပြီးငွေကြေးတောက်တဲ့ဘီဂျက်တာဝန်ရှိသူနဲ့ ခရင်တောင်ရှိသူတွေကိုဆက်သက်မြင်းမြန်းခဲ့ရာအခုသတင်းထုတ်လွှင့်ချိန်ထိပြန်လည်ဖြေကြတာမရှိခဲ့ပါဘူးအိန္ဒိယထိုင်းနိုင်ငံကတော့နိုင်ငံတော်လုံခြုံရေးကိုချင်းကြောက်လာတဲ့ကြားပြန်လုပ်ငန်းကလည်းမွေကြေးလိမ်တွေကလူကုန်မှုလာတွေကိုနှိမ်နှင်းမှုမာပြည်ရင်းက၄ခုကိုဖေဖော်ဝါရီ9ရက်နေ့ကစပြီးလျှက်စင်ပြီးအင်တာနက်နဲ့လောင်လာစီကိုဖျက်တောက်ထားတာဒီနေ့အချိန်ကြီးဖြစ်ပါတယ်ကျွန်တော်အောင်ခံပါ ခုဆက်လက်ပြီးနိုင်ငံနိုင်ငံတကာသတင်းတွေကိုရှုစားကြားမှာပါရှင်။မိုးရဲအစိမ်းဝါနဲ့ဆက်နွယ်တဲ့ပြည်မှုတွေနဲ့ပတ်သက်ပြီးအင်ဒိုနီးရှားနိုင်ငံမှာ ေဒန်ကြခံနေရတဲ့အသက်69နှစ်အရွယ်ဗြိတိန်အမျိုးသမီးတယောက်ကိုနေရက်ပြန်ပို့ဖို့အင်ဒိုနီးရှားနဲ့ဗြိတိန်တို့ကအောက်တိုဘာလ20ရက်နေ့မှာသဘောတူညီခဲ့ကြတယ်လို့အင်ဒိုနီးရှားဝန်ကြီးတယောက်ကပြောပါတယ်။လင်းစေးဆန်ဒီဖို့ဟာမွေးရည်စေဝါရောင်းဝယ်ဖောက်ကားမှုအတွက်ကဘာပေါ်မှာအပြင်းထန်ဆုံးဥပဒေတချို့ချီတဲ့အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းစီအမေရိကန်ဒေါ်လာ1သန်းကျော်တန်ဖိုးရှိတဲ့ကိုကိန်းတွေကိုမောက်ခိုကူမှုနဲ့2013ခုနှစ်မှာပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ဆန်နေဖို့ဟာဘဲကောက်ကနေလာတဲ့လင်းရင်ပေါ်မှာသူ့ခီးဆောင်အိတ်ထဲမှာဝတ်ထားတဲ့မွေးရည်စေဝ4.8ကီလိုဂရမ်တစေတသမ6ပေါင်မောက်ခိုကုမှုနဲ့အပြစ်ရှိတယ်လို့ဆုံးဖြတ်ခံခဲ့ရပါတယ်။သူဟာအသက်69နှစ်ဖြစ်တာကိုသူမရဲ့အမွေတက်ကရစ်ကိုဖော်ပြထားတဲ့အင်ဒိုနီးရှားတရားရုံးရဲ့စာရွက်စာတမ်းတစ်ခုအရာသိရပါတယ်။အင်ဒိုနီးရှားဥပဒေရေးရအကြီးအကဲဝန်ကြီးကလူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်နဲ့စန်ဒီဖို့ကိုလွတ်ပေးလိုက်ဖို့နိုင်ငံတဖောတူခဲ့လို့ပြောပါတယ်။ ထောင်တန်းတသက်တကြုံကြာခံရတဲ့ဗြိတိန်နိုင်ငံသားတယောက်ဟာလည်းသူနဲ့အတူပြန်လို့လာရဲလို့သူကဆက်ပြောပါရရှင်။ လီတူရီးနီးယားနိုင်ငံရဲ့လေပိုင်နဲ့အတွင်မှာဒါဇင်ပေါင်းများစွာသောမောက်ခိုသမားတွေရာသီဥတုမိုးပြက်ဘူပေါင်းတွေကြောင့်အော်တိုဘာလာ21ရက်နေ့အင်္ဂါနေ့ကဘီနီယပ်လေးစိမ့်မှာလေချောင်းအတော်အလာရက်ဆိုင်ခရာကြောင့်နိုင်ငံရဲ့အမျိုးသားအကြံတေးစီမံခန့်ခွဲမှုမဟုဌာန SCMC ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဘီလာရုနိုင်ငံက secret တွေကိုမောင်ခိုသေးရွာမှာအသုံးပြုတဲ့ဇာတိဥရုဘူပေါင်းတွေကြောင့်လေချောင်းလုံငယ်တဲ့ရက်တက်တော်ရတယ်လို့ SCMC ကထုတ်ပြန်ချက်မှာဆိုထားပါတယ် လီတူရေးနီးယားနိုင်ငံကာနုစ်လေဆိုင်နဲ့ဝါဆော်မြို့အပါအဝင်လေကြောင်းခီးစဉ်၈ခုကိုအခုချိန်ထိလမ်းကြောင်းပြောင်းထားရရဲ့လို့ဗီနီယက်လေဆိုင်အော်ပရေတာကပြောကြားခဲ့ပါတယ်။အိန်ဒီချင်းဘီလာရုနိုင်ငံက secret တွေကိုမောက်ကိုတည်ဆောင်လာတဲ့အလားတူဖြစ်ရကြောင်းအော်တိုဘာလ9ရက်နေ့မှာဗီနီယက်လေဆိုင်ကိုလည်းပိတ်ခဲ့ရပါသေးတယ်။ကိုပင်ဟေဂင်မြူနစ်ဘော်ဒစ်ဒေတာမှာရှိတဲ့လေဆိပ်တွေအပါအဝင် မကြာသေးခင်ရဲတပ်တွေအတွင်ဒရုန်းလက်တွင်ထောက်လန်းမှုတွေနဲ့ လေချောင်းကျူးကျော်မှုတွေကြောင့်ဥရောပလေချောင်းဒေါ်လာရဲ့ကိုအချိန်ချင်းဗရန်ပဒါဖြစ်စေခဲ့ပါရဲ့ရှင်ဆက်လက်ပြီးအာကစားသတင်းကိုစုစားကြရမှာပါရှင်။နင်းပြရေးဖာဂူဆန်အနာယူချိန်မှာမဲယူအသင်းရဲ့ကံလန်ချက်ကိုညှင်းဆို့ခဲ့တဲ့အကြောင်းရင်းကို နင်းပြရှာကန်ကလော့ကပြန်လည်ရှင်းလင်းတော့ပါတယ်။ မဲယူအသင်းဟာနင်းပြဖာဂူဆန်နဲ့2013ခုနှစ်ကလမ်းခွဲခဲ့ပြီးတဲ့နောက်ဒေးဗင်းမွန်ယက်စ်ကိုမခန့်အပ်ခင်မှာပဲအဲ့ဒီအချိန်ကဒေါမွန်အသင်းကိုတောင်းဝယ်ယူနေတဲ့ရာဂန်ကလော့ကိုခေါ်ယူဖို့ကံလန်းခဲ့တာပါစာအေလက်စ်ဖာဂူဆန်အနားယူပြီးနောက်ယူနိုက်တက်အသင်းကမင်းမင်းကိုခန့်အပ်ဖို့ကံလန်းခဲ့ပြီးမင်းမင်းဘက်ကလည်းစိတ်ဝင်စားခဲ့ပေမဲ့ဒေါမွန်အသင်းမှာအကောင်းဆုံးဦးဆောင်နေတဲ့အချိန်ဖြစ်တာကြောင့်နှင်းဆို့ခဲ့တာဖြစ်တယ်လို့နင်းပြကလော့ကပြောပါတယ် ။အဲ့ဒီအချိန်က United ရဲ့ကံလန်ချက်ကမိမိအတွက်အချိန်ကောင်းမဟုတ်ခဲ့ပဲဒေါမွန်နဲ့လဲစာချုပ်တက်တန်းကျက်ရှိနေတာကငင်းဆိုခဲ့ရတဲ့အချက်တစ်ချက်ဖြစ်ကြောင်းနင်းပြကလော့ကပြောတော့ပါတယ်။ကလော့ဟာ2015ခုနှစ်မှာတော့လီဗာပူးနင်းပြဖြစ်လာပြီးအသင်းနဲ့အတူစုဖလားအားလုံးရယူနိုင်ခဲ့ပါတယ်ရှင်။ဒီပွဲရုံးမြင့်တန်ကြရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခဲ့ကြရတာပါ ညရှင်းတိုင်းမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင်ဝေဒါဖိုကတ်မိုးလေဝသခမန်းချက် 特别针对无力负担的买家。 ွက်သားခမ်းမန်းချန်တင်ဆက်ပေးပါပြီ။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။